မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့အချိန်ကြီးတွေ့ရွေ့နဲ့ပြောင်းလာတာအခုဆိုရင်2025ကိုဟုတ်2025ရဲ့6လပိုင်းကိုအကုန်လုံး10လပိုင်းအောက်တိုဘာတလတာကိုရောက်ရှိလာပြီအဲဒီ10လပိုင်းအောက်တိုဘာလအတွင်းမှာစနေသားမိတ်ဆွေတွေဒီတလတာတော့ဒီမှာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာခေါ်စတန်းကိုဆရာကဥစွာခေါ်ကြပြီးမှာဖြစ်တဲ့အတွက်အဲစနေသားမိတ်ဆွေအားလုံးဆရာကိုဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အနေနဲ့အဲ ်ဘယ်ကနေကြည့်နေရလဲဆိုတော့ဆရာကငတ်မိကြပါအောင်ဥစွာဇနီးသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရအစဉ်ပြေအောင်မြင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းဖော်ပြနာပြုတာအပ်ပါတယ်ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာဇနီးသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာအရာရာကိုဘာလို့ဖြစ်ဖြစ် ကိုကိုကိုစိတ်ချအားချအကြနေတာမျိုးငါလုံးမလုံးနိုင်ရဲ့လားဖြစ်မှဖြစ်ရဲ့လားငါကြိုးစားတာအောင်မအောင်မြင်ရဲ့လားဆိုတဲ့စိတ်မျိုးလေးတွေငါတိထက်တော့ကိုလုံးနိုင်ရမှာဆိုပြီးကိုကိုကိုစိတ်တိုင်းမကြခြင်းကိုကိုကိုအားမကြခြင်းနဲ့အားမရခြင်းနဲ့များစွာဖြစ်ပေါ်နေတော့ကာလဖြစ်တဲ့အတွက်မိစေစနေသားသမီးများအနေနဲ့ဒီလာတာတော့ဒီမှာဘာလို့ဖြစ်ဖြစ်ကိုကိုကိုအရင်ကြီးစိတ်ထမ်းမှဖြစ်ရှင်တဲ့ဆန္ဒဇောကလေးတွေကိုအရင်ကြီးမပြင်းထန်ပါနဲ့ အဲမိမိကိုယ်ကိုစိတ်တိုင်းကြတယ်အားမရခြင်းနဲ့ကိုယ့်ကိုကြုံနေရတော့ကာလာပိုင်ရှာဖြစ်တဲ့အတွက်မိစေစနီသားသမီးတွေကဒီလာတာတို့မှာဘာကိုဖြစ်ဖြစ်အဲကိုယ့်ကိုကိုယ်အပြစ်မြင်တာမျိုးထက်အကောင်းကြီးတွေကိုမြင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့အားဘာကိုလုံးလုံးနောင်မရနဲ့ရှိတို့ဆောင်ရွက်ပြီးတော့ငါကောင်းတော့မှာဆိုတဲ့စိတ်ကလေးတွေမွေးမြူပြီးလှောက်ဆောင်တာဟာမိစေတို့ကပုံမှန်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းဆရာကအကြံပြုပြောပြလိုက်ပါကြခင်ဗျာနော်ဒါအပြင်စနီသားသမီးမိစေများမိစေတို့ရဲ့ဒီတလာတာတို့မှာဂျမ်းမာကြီးဂျမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါမှာ အစင်းမြင့်တဲ့ပတ်သက်တာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တာမျိုးလေးတွေဖြစ်ရတတ်တယ်လို့မိတ်ဆွေစနေသားမျိုးများအနေနဲ့အစင်းမြင့်တဲ့ပတ်သက်လာတဲ့ကရှရောက်တို့တိခိုက်ချနာခြင်းမျိုးတွေလက်တို့ခန္ဓာကိုယ်အကျောအစင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာထုံကျင်တာမျိုးနာကျင်တာမျိုးအကျောတင်အကျောတက်တာမျိုးလေးတွေအကျောထုံတာမျိုးလေးတွေအဆရှိတဲ့အရာလေးတွေမှာတတိထားစီရင်ပေးရလိုအပ်ပြီးတော့ဂျန်နာကားတို့ဆူဆူဝါဝါဘာမှမရှိလာပါဘူးခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတတ်တယ်အရှင်ကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးနဲ့ပတ်သက်လာရင်ခရီးသွားကိစ္စလေးတွေကြောင့် မပြင်မပြင်ခရီးသွားကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေကြောင့်သူတို့အမေကြောင့်အမကြောင့်အခြားအကြောင်းပြုပြီးတော့ငွေချင်းနဲ့ပတ်သက်ကိုယ်ကြောင့်မဟုတ်ပဲတပါးသူကြောင့်တော့ငွေကုန်ကြီးကြအများရတာမျိုးလေးတွေဖြစ်ရတဲ့အတွက်တော့ဒါလေးတွေကိုတော့ဒီလတာတော့မှာခရီးသွားကိစ္စလေးတွေအဲဆက်လာလို့ပေါ့မိသားစုကိစ္စလေးတွေအိမ်မေးကိစ္စလေးတွေအရှေ့ကိစ္စလေးတွေကြောင့်တော့ကိုယ်ကြောင့်မဟုတ်ပဲငွေချင်းနဲ့ပတ်သက်ဝင်ဝင်နဲ့ထွက်ငွေဟာ မမြဲတာမျိုးလေးတွေဒီဘက်ကဝင်ဟိုဘက်ကထွက်နေတာမျိုးလေးတွေဂျုံကတက်တော့လာဖြစ်တဲ့သူကငွေကြီးနဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်လို့ရှိရင်ကိုယ်လက်ထက်ထားချင်းတဲ့တစ်ခုတည်းရောက်တစ်ခုတည်းရောက်ကိုစနလို့ပေါ့ယင်းဤထားတာမျိုးရှိတဲ့ငွေကိုဘန်ထဲမှာထည့်ထားတာမျိုးဆရာငယ်ကိုပေးထားတာမျိုးလောက်ဆောင်လဲရပါတယ်လို့ဆရာကပြောလို့ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစေရန်အတွက်တစ်ပါးရဲ့နေရာလေးပြီးလိုက်ပါမယ်မိတ်ဆွေတို့ခင်ဗျငွေကြီးငွေမြဲစေရန်အတွက်ဆိုလို့ရှိရင် ငွေကြီးကန်အားကောင်းစီပြီးတော့ငွေအမြဲစီရန်တော့ဆရာတို့ဒီဆိုင်ရကတ်တူဆိုင်ရလေးတစ်ခုကိုအပန်းရောင်ကတ်တူဆိုင်ရလေးတစ်ခုကိုဒီဘက်ကလည်းနှစ်လက်မှာအလျားကလည်းနှစ်လက်မှာအငန်ကလည်းနှစ်လက်မှာနှစ်လက်မှာနှစ်လက်မှာလေးကိုက်လိုက်ကိုက်ပြီးတဲ့ကတ်တူဆိုင်ရကလေးမှာသရိကံကိုပုံလေးတောင်းပြလေးဆွဲလိုက်ပါနော်သရိကံကိုပုံလေးတောင်းပြလေးဆွဲလိုက်ဆရာသာဝန်တင်ပေးခဲ့ပြီတယ်နော်သရိကံကိုတောင်းပြလေးဆွဲပြီးတော့မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကန်ကောင်းအဲ့ဒီကတ်ကလေးကိုပဲပလတ်စတစ်လောင်းပြီးမိမိရဲ့ပတ်စံအိတ်အတွင်းအိတ်ကတ်တွေမှာစောင့်သွားရင်ငွေမြဲစီတာတော့အထီးကြပဲဖြစ်ကြောင်းထပ်တော့ပြောကြလိုက်ရပါခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလောက်က လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်တော့ဒီလတာတို့တွေမှာ OA ရှံမီနဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးပါတယ်။အယောင်းဝင်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အဲရေလန်းခီးသွွားဆိုင်ရာလုပ်ငန်းတွေအဖွဲ့အစည်းအသင်းခွင်နဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးတယ်။ဆွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်တာမျိုးတွေကုသရေးဝယ်ရေးလို့ငပ်ပြီးလို့ငှက်လျှောက်ကွာစတဲ့လှုပ်ဆောင်တဲ့မိတ်ဆွေများဘာလို့ရှိပြီးကိုပိုင်းလုပ်ငန်းကိုယ့်ရဲ့ဟိုစနလို့ပေါ့ ဖြစ်လို့တဲ့မိတ်ဆွေများဆက်လူပေါင်းစုလုပ်လို့တဲ့မိတ်ဆွေများရှေ့သူဆောင်ကလှုပ်ဆောင်မှာအစု share နဲ့ပတ်သက်သောလုပ်ငန်းလေးတွေအကျိုးပေးပါတယ် OA Xiaomi တိုက်တာလေးဒီမှာလည်းမပြီးမပြတ်ဖြစ်နေတဲ့မိတ်ဆွေများပြီးပြအောင်ဆွမ်းဆောင်နိုင်တယ်လို့ OA Xiaomi ကိုရောင်းခြင်းဝယ်ခြင်းတွေရှေ့သူဆောင်ရ လို့ကောင်းသောကာလဖြစ်ပါတယ်ယာရုလောင်လိုင်းနိုင်ငံနဲ့ပတ်သက်ရင်တော့ငကုခယာရုကိကိစ္စနဲ့ပတ်သက်ပြီးယာရုဖြစ်လို့တဲ့ကိစ္စမှာနှစ်ဦးနှစ်ခုနှစ်ခွာဆုံးဖြတ်ချက်နှစ်ခုချစ်တိုးရင်ကောင်းနောက်ဆုံးရင်ကောင်းဆိုတာမျိုးယာရုတိုးရင်ကောင်းယာရုတက်လက်ရှိရှိနေတဲ့နေရာနေရာတွေအစမပြေမှာကြောက်တယ်ယာရုကလည်းကူးကျင်တာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခုနှစ်ခွာဖြစ်နေတာမျိုးလေးတွေအိုးဟိတ်ချက်မြင်နေရာထိုင်နေတဲ့ပတ်သက်ပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးအကုန်ကြလေးတွေအများကြီးတက်တော့လေမိမိတို့အနေနဲ့ယာရုတိုးရင်ကိစ္စယာရုတက်ရှိကိစ္စတွေမှာတော့ မိမိတို့ဖြစ်ရှင်တုန်းကတော့ဖြစ်မလာဘဲနဲ့အခုလိုစိတ်လျှော့ထားမှမဖြစ်ရှင်မှဖြစ်လာတာမျိုးလေးကြုံရတဲ့တဲ့အရင်ကြီးတော့ emotion နဲ့မဆန်တဲ့တပည့်လက်သားသားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်စိတ်မောလူမောဖြစ်ရတာမျိုးလေးဒီအနေငယ်ဖြစ်ရတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်သားတော်ဒီမှာဆိုရင်စားတော့ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေစာစက်ပစ္စည်းနဲ့ပတ်သက်တာတွေ အိုးအိမ်ရှမ်းပြည်အင်းအိုင်အဆက်ရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေရှိလို့ဆိုရင်လောက်ဆောင်မှာမိသားစုတွေတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတာစနေသားသမီးတွေဒီလတာတော့ဒီမှာနားလည်မှုယူခြင်းအဲကိုကိုယ်တိုင်ကြိုးစားပြီးတော့စွမ်းဆောင်ခြင်းအဆင်ပြေအောင်မိသားစုနဲ့ပတ်သက်ပြီးတော့နွေနွေထွေးထွေးဆောင်ရွက်ရှင်းဆုံးပြည့်ရှင်းနေတို့ကမိစေစနေသားသမီးတွေကဒီလတာတော့ဒီမှာအားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ အလားကိုဆိုင်ရာလုပ်ငန်းတွေရှေ့တို့ဆိုင်ရာလုပ်ဆောင်မှာငါဒါအပြင်အယောင်းဝင်တဲ့ပတ်သက်တာမျိုးပြီးပြီအဲရှေ့တို့ဆိုင်ရာလုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးမိတ်ဟောင်းဆွေဟောင်းတွေရဲ့အကူအညီကောင်းထောက်ကူကောင်းရရှိတတ်တယ်လို့မိတ်ဆွေစ်တွေရဲ့အကြံစီတွေကိုရရှိခြင်းအခွင့်အလမ်းကောင်းတွေကိုပေါ်ပေါ်ဖြစ်နေကြုံရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုရင်ညီကိုမောင်နှမတွေရဲ့ကိစ္စလေးတွေကြောင့်အစဉ်ပြေမှုလေးတွေထူးထူးခြားခြားအထောက်အကူတွေရရှိလာတာမျိုးကြုံရတတ်တယ်လို့ဝေးကွာနေတော့ဆွေမျိုးညီကိုမောင်နှမတွေနဲ့ပတ်သက်လို့ရှိရင်တခင်ကောင်းကြားအချင်းအလူတန်းလောက်အချင်းဘာသာတရားအလူတန်းအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြုလုပ်ရခြင်းတွေတတိယောင်းကြရခြင်းတွေနဘုဘမခေါ်မပြောတော့ညီကိုမတော်မတွေးရင်သားရင်းနေနဲ့ပတ်သက်လို့နဘုဘပြောက်လို့အဆက်အသွယ်ပြတ်နေတော့တွေးရင်သားရင်းနေနဲ့ပတ်သက်ပြီးတော့ပြန်လဲဆက်သွယ်ရရှိတာမျိုးတွေကြုံရတတ်တယ်လို့ဆွေမျိုးသားချင်းတွေရဲ့အလှူတားကိစ္စဘာသာရေးကိစ္စတွေမှာကိုကဥစည်းဥဆောင်ပြီးတော့ရှေ့တို့ဆောင်ရပြီးတော့မျက်နှာပွင့်လန်းစီတော့လဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ passport လုပ်ငန်း visa လုပ်ငန်းနိုင်ငံခြားခရီးသွားရဲ့ရွေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများကိုကိုယ်တိုင်ဥစည်းဥဆောင်လှုပ်ရှင်းတာတဦးတယောက်ရဲ့အကူအညီကိုရယူလိုက်ပါ ငွေကြီးနဲ့ပတ်သက်လို့အလိန်ခံရတာမျိုးလေးတွေသတိထားဆင်ခြင်ပေးပါငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာခကြီးသွားကိစ္စလေးဒီကြောင်အထက်မှာလည်းဆရာပြောခဲ့တယ်လို့ငွေကုန်ကြီးကြအများကြီးတက်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်စနလို့ပေါ့ခကြီးသွားကိစ္စလေးတွေကြောင်နိုင်ငံခြား passport visa လုပ်ငန်းလေးတွေကိုမထိမထွေမသိမမြင်တဲ့ကိစ္စလေးတွေမှာကိုကနေပြီးတော့ပြောဆိုတာမျိုးလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေငွေကြီးအလိန်ကြအလိန်ခံရတာမျိုးလေးတွေဂျန့်ဖြစ်သွားတာမျိုးလေးတွေကြုံရတဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ ယာဉ်လုပ်ငန်းကိုင်ငန်းယာဉ်နဲ့ပတ်သက်လာရင်တော့အဲမိမိကိုငကူကနားလည်မှုလွဲနေတော့ယာဉ်လုပ်ငန်းတွေမှာနားလည်မှုပြန်လဲရရှိလာတာမျိုးတွေငကူကကိုယ့်ကိုအပြစ်တင်သောကိစ္စလေးတွေမှာတော့ကိုယ့်ကိုအရှင်ပြေအောင်ဆွမ်းဆောင်နိုင်တော့အဲတူနဲ့တူတယောက်နဲ့တယောက်ငြင်းချမ်းမှုနဲ့အေးချမ်းမှုကိုရရှိတော့ခါလာဖြစ်ပါတယ်သို့တော့အထက်လူကြီးအမျိုးသမီးတူတယောက်ရဲ့မနာလိုမုန်းထားမှုလေးတွေကြောင့်ကိုယ့်ပေါ်မှာစီမံအစ်စ်တွေစီကံအစ်စ်တွေစနာလိုထုတ်တာမျိုးလေးတွေကြောင့်စိတ်မတိုက်မချတာမျိုးလေးတွေအစိမ့်ရတာမျိုးလေးအနေနဲ့ကြုံရတတ်တယ်တိထားဖို့လိုအပ်တာကတော့စံနေသားသမီးမိတ်ဆွေတွေရဲ့ကံဟာ ဒီလတာတော့ဒီမှာဘာကိုလုံးလုံးနှစ်ကြိမ်နှစ်ခါပြန်လို့ကတက်တယ်တစ်ကြိမ်နဲ့မပြီးမပြတ်ဘူးစာချုပ်ကိစ္စလေးမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးလေးနေရာထိုင်ကြီးကိစ္စလေးမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးလေးရာထူးထူးရာထူးတက်ရာထူးတင်တဲ့ပတ်သက်လာရင်လည်းနှစ်ခါပြန်ရှင်းရတာမျိုးလေးဖြစ်ရတဲ့အတွက်ကြောင့်မလို့တစ်ခုတည်းကိုဥပမာပေါ့ ကံတရားကိုလည်းယုံကြည်ဖို့လိုအပ်တယ်။ဒါရှိဖို့မှမရရင်ဆိုပြီးတော့အရင်ကြီးလိုက်ပြီးတော့ပြောဆိုတာမျိုးထက်အော်ဒါဘုံမှမရရင်လည်းနောက်တစ်ခုတော့ပါမှာပဲဆိုတဲ့ဒုတိယသစ်စင်မျိုးလေးတွေတွေးခေါ်ပြီးတော့ဖြစ်ရှင်တဲ့ emotional ဆန္ဒစနေကိုရဲ့ visa ကိုလည်းအရင်ကြီးဖြစ်ရှင်တဲ့ဆန္ဒပြင်ပြတဲ့လိုချင်လာရင်ဖြစ်ရှင်လာရင်ဘာဘုံမှပြီးမဆိုင်တတ်တဲ့ဇယိုင်းအကျင့်ကလေးတွေ visa ကလေးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့တစ်ခါလီမှာနည်းနည်းလေးအချိန်ကလေးကိုလော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 မလုပ်နဲ့အလင်းစလုံးမလုပ်နဲ့အတင်းကြီးမပြောနဲ့ကိုယ့်ရဲ့အားနဲ့ချက်ဒီပေါ်စီကြောင်းဆရာကထထောင်ပြောကြလိုက်ရစီခင်ဗျာ လူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်တော့စနေတော်မိမိတ်ဆွေတွေအခြေအနေနဲ့ပတ်သက်လာရင်ဝေးကွာနေသူတွေပြန်လဲဆက်ရွယ်ရရှိတာမျိုးတွေကြုံရတတ်လို့အခြေအနေနဲ့ပတ်သက်လာရင်ငွေကုန်ကြီးကြအများရခြင်းမျိုးတွေအခြေအနေနဲ့ပတ်သက်လာရင်ငွေကြီးအဲလက်လွန်လာမျိုးတွေအခြေအနေနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိရဲ့ရှစ်သူကြီးရဲ့အစံပေမှုကြောင့်ဖြစ်စေအဲမိမိရဲ့အခြေအနေနဲ့ပတ်သက်လာရင်ဆွတ်ရလို့ဟိုအချောင်းပြူပြီးတော့ငွေကြီးကုန်ကြလေးအများတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတတိထားစင်နေပြန်တော့တော့လူအကြောင်းထပ်လောင်းပြောကြလိုက်ရစီ မိမိရှိသောမြန်နိုးတော်သူကိုဖွင့်ပြောမနေပါနဲ့တယောက်နဲ့နေပါတယောက်နဲ့နေတာကောင်းပါတယ်ဘာလို့လဲဆိုတော့အထင်လွဲခံရတာမျိုးလေးတွေအဲကိုကဖွင့်ပြောကမှရည်စားရှိတာတိလာတာမျိုးတွေပိုင်ရှင်ရှိတာတိလာတာမျိုးတွေဖြစ်ရတဲ့အတွက်မိမိရှိသောမြန်နိုးတော်သူကိုလောလောလောဖွင့်ပြောတာမျိုးတက်တကယ်ကိုတူတူတိတ်တိတ်နဲ့ဆွတ်ဆွတ်ဆန်ဆန်နဲ့နေပြီးတော့မှစနားကိုတိတိကျကျလိလာပြီးတော့မှတရားနဲ့တရားလူနဲ့သူတိချာလိလာရှိပြီးတော့မှဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်သောကာလဖြစ်တယ်။သမီးသားများအနေနဲ့ကတော့တုံးနဲ့တို့တရားနဲ့တရား ပြဿနာလေးတွေမဟုတ်တဲ့ပစ္စည်းအသေးပွဲလေးရနေပြီးတော့သူတလူငါတမှုဆိုတဲ့အပြိုင်ဆိုင်လေးကြီးမြင်းခုံရတာလွယ်နေကျွန်တော်တော့ဘာမှမဖြစ်ပါဘူးပြတ်လိုက်ဆက်လိုက်ပြတ်လိုက်ဆက်လိုက်နဲ့အဲဆွနာလို့ပေါ့ဟိုဖြစ်နေတတ်တော့လေးတိုက်တိုင်းယူနေတတ်တော့အချိန်ကြီးကာလကိုကြုံရတတ်ပေမဲ့လို့အဲဘာမှစိုးရိမ်ကြတော့မရှိလာတော့ကာလဖြစ်ပါတယ်ခင်ဗျာဒါကပေမဲ့ဆိုတော့ဒီလတာတော့ဒီမှာဆိုအကျိုးပေးသောအရာများကိုပဲဆက်လက်ပြောပြပါရစေဒီလတာတော့ဒီမှာအရေးကြီးသောပြဿနာတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ တနင်္ဂနွေသားသမီးတို့ကြာစာသမီးသားသမီးတို့ရဲ့နဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တို့ကြာစာသမီးနေ့တို့မှာလှုပ်ဆောင်တာဟာအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခီးတွားကိစ္စလေးခီးထွက်လို့တဲ့ကိစ္စလေးတွေမှာစနေနေ့တို့စနေရက်တို့မှာခီးတွားတာမျိုးခီးထွက်တာမျိုးလေးတွေဟာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးအားသာကံကောင်းစီတော့လာဖြစ်ပါတယ်အကျိုးပြီးကံကောင်းစီတော့အယောင်ဟာအဝါရောင်အစိမ်းရောင်အပန်းရောင်ဖြစ်ပါတယ်ခင်ဗျာအကျိုးပြီးကံကောင်းစီတော့ကနန်းအခရာလေးနေနေဆိုရင်၃ကနန်း ခုနှစ်ကနန်းကိုကနန်းနေတာမိတ်ဆွေတွေကကျွန်တော်တို့တက်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်အဋ္ဌကျံပြုလို့တဲ့စဏိသာသမိမိတ်ဆွေဆံငယ်မိတ်ဆွေများအဋ္ဌကျံပြုလို့တပါဆိုရင်တော့အရဟံတိတ်ရှိဘဂဝါအောင်ဆိုတော့ယတိကြီးဥခံကြီးရဲ့ဂုံတော်ပတိကိုတနည်းကိုနှစ်ပတ်လုံးနဲ့၁၇ရက်တည်းဒီအဋ္ဌကျံပြုလိုက်ပါကမိတ်ဆွေတွေအခက်ခဲမှန်များပြပြောက်သွားစီမှာအတိအကျပဲဖြစ်တယ်စကားမဆက်ဖြတ်ပြောပြရစီ အရဟံမဟိယအန္တဇီယသူကနာလာတိတအတုလံဆရဏံတိပုမတ္တမံဆိုရဲရသိယုခဏီယငွေဝင်စီတော့တနာတိတိဆိုတော့ဂါရာလေးကိုတနေ့ကို28ခေါက်ရွတ်ရင်လဲငွေကြီးနဲ့ပတ်သက်လို့အထူးကောင်းကြောင်းဆရာကထတ်လောင်းကြပြန်ညွှန်လိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ချင်းအကျိုးပြီးတော့အရဟတော်အရှိမြောက်တော်ရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့တောင်စုစုရက်ဖြစ်ပါတယ်ခင်ဗျာ အကျိုးမပေးတတိထားတင်တော့ရက်အနေနဲ့ဆိုလို့ရှိရင်တော့မြောက်ဆွဆွရက်ကိုခီးထွက်လာမျိုးလေးတွေကိုတတိထားပါတမန်လာသာသမီးတွေနဲ့တွဲခတ်လုပ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်မူအားနည်းစေတော့လာဖြစ်ပါတယ်တတိထားစင်ရင်မိရမှာတော့လာတဲ့အချိန်မှာ26 29 28ဒီသုံးရက်ကိုအရေးကြီးတော့ကိစ္စတွေမှာပြောမစိုးပါနဲ့တတိထားစင်ရင်ပြပါအရေးကြီးတော့ကိစ္စပြောဆိုတဲ့ကိစ္စတွေမှာအထင်တော့အကြံကြလေးတွေကြုံရတဲ့အတွက်26 29 28ဆိုတော့ရက်သုံးရက်ကိုတော့တာမန်အားဖြင့်တတိထားစင်ရင်လိုအပ်တော့လဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပါရစေ။ ။ဒါအပြင်မိတ်ဆွေတို့ဒီလတ်တာတော့ဒီမှာသတိထားဆင်ခြင်ပေးရမယ့်အချက်ကလေးတွေထပ်ချိပါလိမ့်တယ်။ဒါကတော့သတိထားဆင်ခြင်ပေးရမှာကတော့စကားကိုခရီးလေးကြီးလေးလို့ပြောတာမျိုးလေးတွေသတိထားဆင်ခြင်ပေးပါ။ရှင်ငန်းတော်တိုးပြောတာမျိုးလေးတွေကိုသတိပြုဆင်ခြင်ပေးပါ။ငွေကြီးနဲ့ပတ်သက်လာရင်အာမခံပြောတာမျိုးလေးတွေအကျိုးမပေးပါဘူး။ရှိတာငှားတာလေးတွေမှာအားနည်းစေပါလေ။ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေကြီးဆနာလိုဟိုဆနာလိုလူလိန်ခံရတာမျိုးလေးတွေအပြောကောင်းလို့ကိုကအကြွားတန်လို့အပြောကောင်းပြီလို့ မဖြစ်မနေပေးလိုက်ရတာမျိုးတွေငွေကြီးနဲ့ပတ်သက်လို့ကြုံရတတ်ပါတယ်။နေရာဆိုင်ရင်းနဲ့ပတ်သက်ပြီးတော့လည်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ငွေကြီးကြုံအခက်ခဲတာမျိုးတွေကြုံရတတ်တယ်လို့အဲတပည့်လက်သားသားသမီးနဲ့ပတ်သက်လို့လက်အောင်ငယ်သားနဲ့ပတ်သက်ပြီးတော့လည်းငွေကြီးအကုန်ကြအနေတက်တော့ကာလာဖြစ်ပြီးတော့သားသမီးနဲ့ပတ်သက်လာရင်သားသမီးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်တတ်တော့လားသားသမီးစင်ရစရာလေးတွေတာသမီစိတ်တော့ကအနေနဲ့ပြရမျိုးတွေကြုံရတတ်တယ်။ပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမဆိုတင်ယူလေ့လာခြင်းဟာမိမိရဲ့အနာဂတ်အတွက်အထောက်အပံ့ပြုစေတော့ပညာရေး၊လောကီပညာ၊လောကုတ္တရာပညာတွေမှာရှေ့တိုဆောင်ရွက်လောက်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်။ ဘရားတရားပုံမှုလို့ပါမကောင်းတဲ့အတ္တပညာတွေအတိုက်ခိုက်ပြီးရိုးရာညက်တွေညှိုးတက်တော်လာဖြစ်ကြောင်းနဲ့ဖြတ်လောင်းပြောကြားလိုက်ပါစေခင်ဗျာဒီရတာတော်တွေမှာမိတ်ဆွေတို့နဲ့တတိယဆင်ခြင်မရမယ့်အရာဝင်နေဆိုရင်တော့အထက်အောက်အနက်အတေဝိတ္တာမျိုးလေးတွေကိုတတိယဆင်ခြင်ပေးပါဒါအပြင်မိတ်ဆွေတို့နေနဲ့ဒီရတာတော်တွေမှာဆိုလို့ရှိရင်တော့မိမိတို့နေနဲ့အကြွားတန်တာလေးတွေကိုတတိယဆင်ခြင်ပေးပါဒါအပြင်ဘာဘူးလှုပ်လို့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့နေနဲ့အဲစနလို့ပါ နှစ်ဦးနှစ်ယောက်ကွဲဖက်လောက်တာမျိုးလေးတွေနှစ်ယောက်ထဲသွားလောက်တာမျိုးလေးတွေနှစ်ယောက်နေမှာသွားလောက်တာမျိုးလေးတွေ သတိပြုစီရင်ပေးရလိုအပ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြပါမယ်ခင်ဗျာငွေကြီးနဲ့ပတ်သက်တာဘာလို့ဖြစ်ဖြစ်ငွေနဲ့ဖြည့်ရှင်းတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်ပြီးတော့စကားလက်လွန်ပြောတာမျိုးလေးတွေမှာသတိထားစီရင်ပေးရလိုအပ်ပါတယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်ငဘကသွင်းရင်းနေတော့အိမ်တော်ကြီးဒီမှာတော့အကြောင်းအရာမျိုးစုံကြောင့်ငွေဖြည့်မှုတွေပြန်လဲရရှိတာမျိုးလေးတွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့ဒီကာလမှာ P O 1ငင်းချမ်းမှုနဲ့အေးချမ်းမှုတွေအလိုရှိနေတော့လာဖြစ်ပါတယ်စနေသားသမီးတွေအတွက်အာယူပီစီကတော့တစ်ကက်လောက်ဆွဲပေးပါရစေစနေသားသမီးမိတ်ဆွေများ လက်ရှိမှာမိမိတို့အနေနဲ့စေတနာတွေဝေဒနာဖိအားတက်တဲ့ဇကားကိုလက်လုံးဇကားလက်လုံးမပြောပါနဲ့အဲသူများရဲ့ဂျားတုံးကြမမဝင်ပါနဲ့အေးသူများတွေရဲ့ဂျားတုံးကြဆိုတော့မိသားစုဂျားထဲမှာပူပေါင်းဝင်ပြောကမှအဲစေတနာတွေဝေဒနာဖိအားတာမျိုးတွေ ဒီကလာတော်တွေမှာဈာတုံးကြမဝင်ကောင်းဘူးဆိုသလိုစေတနာတွေဝေဒနာပြရတတ်တယ်သူများရဲ့အိမ်လေးကိစ္စလေးတွေမှာကိုကဝင်ရောက်ကူညီကမှအချင်းလွဲမုန်းတာမျိုးတွေသတိပြုစင်ကြံလိုအပ်တော့အလားဖြစ်ပါတယ်ဒါအပြင်စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မိမိအိမ်တွေမှာအဆုတ်တွေရှိလို့ရှိရင်စုံမိပါအိုးအဆုတ်တွေအိုးအပယ်တွေအဲဒိတ်ကုန်နေတော့အဆနာလိုပေါ့ရက်ကုန်နေတော့အရာတွေပြက်ကြတဲ့အဟောင်းတွေအပြက်တွေရှိလို့ရှိရင်လည်းစုံမိဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်ဒီကလာတော်တွေမှာမိတ်ဆွေတို့တွေကလော်ကီဆရာတွေကထောက်ကူပြုခြင်းမျိုးတွေအဲဆနာလိုပေါ့ယဟန်တန်ကားတို့ဘာသာရေးဆိုင်ရာတို့ပုံကြီးတို့ယဟန်တို့အဆရှိတဲ့ပုံကိုယ်တွေရဲ့ အကူအညီကိုရရှိတတ်သောလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါလိမ့်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်ကတော့ပြမဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေရန်အတွက်ဆိုလို့ရှိရင်တော့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလူရကိစ္စအမှုကိစ္စကိုမပြောမီမသွားမီမှာမိမိတို့ရဲ့အိမ်မှာရှိတဲ့မျက်စွာဖရာကိုတောက်ရီခုနှစ်ခွက်တိတိ တောက်ရီခုနကွက်တတီလှူပြီးတော့မိမိရဲ့လူရကိစ္စမှုကိုအောင်မြင်ပါစေဆိုပြီးတော့ကျင်းတည်စုတောင်းပြီးတော့သွားလာမျိုးဟာမိဆွေတို့ရဲ့ကံကိုတိုးတက်စေတော်လာဖြစ်ပါတယ်။ဗဇက်ကဖျားလက်ကကာယမလုပ်ပါနဲ့။ဘာသာတရားကိုမလုပ်ပါအဲအတကြီးသူတွေမရှိသူတွေဆင်းရဲသူတွေအဆရှိတဲ့ပုံကိုမျိုးလေးတွေကိုအဲလစဉ်လာတိုင်းဖြစ်စေအပတ်စဉ်အပတ်တိုင်းဖြစ်စေမှာအဲကိုတက်နိုင်တယ်လောက်အဲစားတောက်เสียစားဖို့နေရေးဆိုလိုပဲအဲဇီဝိဒသဒါနာလေးပူတန်းအောင်မျိုးဖြစ်စေစားတောက်เสียလေးတွေပူတန်းအောင်မျိုးအားဖြင့်မြများပြုလုပ်ခြင်းဖြင့်မိဆွေတို့ရဲ့ကံကိုတိုးတက်စေတော်ကာလဖြစ်ပါတယ်။ သူများရဲ့ဓာတ်ဖို့ရကြတဲ့လက်မဝင်ပါနဲ့ဘာလို့ဒီစေတနာတွေဝေဒနာဖြစ်ရတဲ့အတွက်ကြောင့်လို့ဖြစ်နိုင်လို့ရှိရင် မိမိတို့အနေနဲ့မိမိရှိတာကိုကြွားတာမျိုးတဲ့သူများတွေရဲ့စကားကိုပဲမင်းများနားထောင်ပြီးတော့ကိုကဝင်ပြီးတော့စိတ်လို့လိုက်ရဝင်ရောက်ဆုံးဖြတ်ဆောင်ရွက်ပြီးတာမျိုးလေးတွေကိုတော့တတိယဆင်နေပြရတော့တော့လိုအပ်တော့ကာလဖြစ်ပါတယ်လက်စနဲ့ပတ်သက်တာမျိုးလေးတွေကင်ွယ်အသုံးပြုတဲ့အခါမှာသတိထားဆင်ခြင်ပေးရမယ်လိုအပ်သောကာလဖြစ်ပါတယ်မိမိတို့အနေနဲ့ဒါလေးကိုသတိပြုဆင်ခြင်ရတော့လိုအပ်သောလားဖြစ်ပါတယ်အစစအရာမိမိတို့ရဲ့အဲရောင်းကုန်နေဝယ်ကုန်နေအယောက်ကအယောက်ဖတ်စီဖို့မိမိတို့ရဲ့ကုန်ပစ္စည်းတွေမပြောမိမှာ ဆရာလက်ရှိမန္တလေးရောက်နေပါတယ်အစာကြီးကွန်ဒို74 24 25လမ်းပါပါခင်ဗျာတော့ဆရာနဲ့အေးဆေးတွေ့ကျင်နေဆိုရင်ဆရာအောင်ငကူကပုံမှန်မင်းနေကြတိုင်းဖြစ်တယ်ခွန်ကိုတုံညာနေကိုတုံညာလေးတိချောက်ဝါအက်တယ်လီဂရမ်မှာဖြစ်စီဘိုင်ဘာနံပါတ်96တုံ50 50 90နေမှာဖြစ်စီဘေးနေမေးလို့လည်းရတယ်လို့မိတ်ဆွေတို့နေဆရာဆရာနဲ့တွေ့ကျင်လို့ပါဆိုဆရာအောင်စီးရင်တင်ပေးပါမိတ်ဆွေတို့မန္တလေးဘယ်မှာနေလဲဆရာဖုန်းပြန်ဆက်တော့ရအောင်ပြပါဆရာရရှိင်းကိုရှိမှလည်းရှိသေးတယ်ဆိုတော့ရရှိင်းရမယ့်ရကိုဆရာဖုန်းပြန်ဆက်ပေးပါမယ်အေးစစ် private တွေ့ကျင်တဲ့သူတွေပဲဆရာတွေ့ပေးပါလို့မယ်လို့ဆရာကပြောရင်းနဲ့ မိတ်ဆွေစနေသားသမီးတွေမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်ကအယောင်ဖက်ဖက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးတစ်ခုနဲ့ရက်ခတ်ပြီးတော့ရောင်းဖက်ပါစေဆိုပြီးတော့ရိုက်ကုန်ထိပ်တွေရောင်းလိုက်ပါငါမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးတစ်ခုနဲ့ရိုက်ကုန်ထိပ်တွေပြီးတော့ရောင်းဖက်ပါစေဆိုရိုက်ကုန်ထိပ်တွေရောင်းလိုက်ပါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်ကအယောင်ဖက်စီပြီးတော့ရောင်းဝယ်မှုတွေအားကောင်းလာပါပါအဆက်ဆက်ရရအစဉ်ပြေအားကောင်းစီပြီးငွေကြေးကအားကောင်းစီရန်အတွက်တစ်လတာလုံးဝင်ဝင်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရည်အနေနဲ့ဆိုရင်တော့ဖြင့်ကြံရည်ရန်ပြည့်လို့ရှိပါလေဝေကြီးနဲ့ပတ်သက်လို့ ်ဝင်ကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစီအမီအောင်မြင်တိုးတက်စီပြီးတော့ကံကောင်းစီရန်အတွက်ဝင်ကြီးကံအားပြုစီရန်အတွက်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နော်မိမိတို့ရဲ့ဟိုဆက်လာလို့ဈေးဆိုင်သို့မဟုတ်လို့ရှိရင်မိမိတို့ရဲ့အိမ်အတွင်းမှာဖြစ်စေမိမိတို့မျက်စောမျက်စောဖရာမှာလှူထားတဲ့တောက်ရည်တွေကိုစွန့်မှာစွန့်မိတဲ့အခါ လောကဝိတုဆိုပြီးတော့အခေါက်၄၀တိကျွတ်ပါဆရာပြန်မှာနော်ရေဖန်ခွက်လေးဖះသတ်တော်ကြီးလေးကိုစွန်းစွန်းပြီးတော့ရေလေးကိုလမ်းကြောင်းလေးနှစ်ခုနှုတ်နှစ်ပြီးတော့လောကဝိတုဆိုပြီးတော့အခေါက်၄၀ကျွတ်ပါအခေါက်၄၀ကျွတ်ပြီးတော့မိမိတို့ရဲ့ပိတ်နေတော့အိမ်ဈေးဆိုင်လုပ်ငန်းကိန်းကန်တွေကိုလက်ကလေးတွေနဲ့လိုက်တောက်ပြီးတော့ဖျက်မှာနော်ဆရာပြန်ပြောပြမယ် ဂိုင်းပါတော့ဖန်ခွက်ဖြစ်ဖြစ်ဂိုင်းမပါလည်းဖန်ခွက်ဖြစ်ဖြစ်မြတ်စွာဘုရားမှာလူသားတဲ့တောက်ရည်လေးတစ်ခွက်ကိုယူယူပြီးတော့စုံပြီးယူပြီးတော့လက်ညှိုးလေး၂ချောင်းနဲ့လောကဝိတုဆိုတော့အခောက်လေးတွေယူရွတ်ပြီးတဲ့အခါမိမိတို့ရဲ့ဈေးဆိုင်တွေအိမ်တွေလုပ်ငန်းတွေဖခင်ကျောင်းဆောင်တွေအခန်းတွေမှာလိုက်ပြီးတော့ဖျံမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အိမ်တွင်းဝိုင်းတွင်းစိုင်တွင်းမှာပိတ်နေတဲ့လက်လာပါလိပြန်လဲပွန်လန်းစီအဆက်ဆက်ရရအောင်မြင်တိုးတက်စီမှာဒိန်းတွေပေါ့ပြောရင်လည်းစနေသားမိတ်ဆွေတွေအားလုံး 2025ခုနှစ်ဒါကတော့နောက်ဆုံးပိတ်အိတ်နဲ့လွဲစနေသားသမီးတွေတော့အောက်တိုဘာ10လပိုင်းတွေတော့တက်လာစားဆောင်ရံဆောင်ရံအတွက်ကံကြမ္မာဟောကြားမှုဆရာကဟောကြားပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ2025 10လပိုင်းတွေမှာယတနာစိန်လျှောက်ဇေတောက်တိုင်းကစားနိုင်လို့တက်နေတဲ့ကိုလက်ဝင်ဖြူလို့စီစဉ်ဥစ္စာတွေတိုးပွားကြပါစေကြောင်းဆရာကမေတ္တာပို့ထောပနာပြုဆန္ဒပြုနေတယ်။ကဲစနေနေ့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်ခင်ဗျာ။